သူ့သားသမီးကိုဘလောက်ချစ်လဲဆိုအပြစ်ကြောင့်သူတို့ကွဲကွာသွားပြီ။ဒါမဲ့လူတွေနဲ့ချိတ်ဆက်လို့ရမယ့်နီးကိုတစ်ချိန်လုံးစဉ်းစားတော့ဖရားဖြစ်။ဒါကြောင့်ယေရှုခရစ်တော်မရောက်လာခင်မှာပဲဖရားကဘာအားဖြစ်စေစေလဲ။တရိတ်ဆန်တွေရဲ့အသွေးဒါကလည်းလူဘက်ကတောင်းဆိုတာမဟုတ်ဘူး။လူတွေကပြန်မချင်းကပ်ဘူး။ဖရားကပဲပြန်ချင်းကပ်တယ်။ဒါကြောင့်ဖရားရဲ့မေတ္တာကတစ်ဖက်သက်မေတ္တာဖြစ်တယ်။ကျမတို့ကသူ့ကိုချစ်ရမှန်းတော့မသိတဲ့အချိန်ကလေးကသူကချစ်တော်ဖရားဖြစ်တယ်။ ။ဒါကြောင့်ဖခင်ကမင်းတို့တရိတ်ဆိုင် အသွေးကိုသွန်ပြီးတော့အပြစ်ဝင်ချလို့ရတယ်။ငါးစီကိုလာလို့ရတယ်။ကျမတို့ကိုသူ့စီလာလို့ရမယ့်နေလန်ကိုအမြဲတမ်းစဉ်းစားပေးတော်ဖခင်ဖြစ်တယ်။ဒါကြောင့်ဣသရေလလူမျိုးတွေဖခင်ရှိကိုတိုးဝင်ခွင့်ရတယ်။နော်ယူပြီလာနဲ့အလုံးတည်။အကျွေးကနေပဲတော့မှမလွတ်မြောက်နိုင်နဲ့။အကျွေးထဲမှာသားသမီးတွေဆုံးရှုံးမဲ့မြေတွေဆုံးရှုံးမဲ့ဖခင်ကသူ့လူတွေအတွက်သူစဉ်းစားပေးတော်ရကပါလေ။ယူပြီလာနဲ့ရောက်ရင်ခုနှစ်နှစ်ပြည့်ရင်နေ့90ပြည့်ရင်ဒီရာအလုံးကနေလွတ်မြောက်ခြင်းဆိုတဲ့ယူပြီလာကိုကြီးညာရမယ်။ ်အာမင်အဲကြောင့်ဖခင်ရဲ့မေတ္တာအတွက်ခြေဆုတော်ကိုချီးမွမ်းတယ်